ပမော်ငားမြစ်ရှင်ကိုရောက်တာ15နှစ်ရှိပြီဖြစ်တဲ့ဦးအောင်မော်တယောက်ကချင်ရိုးရအစားစားဆိုင်ဒီတီးတန့်ရောင်းချမယ်မလီခူးစားတော့ဆိုင်ကိုဘားကရလမ်းပေါ်မှာဖွင့်ခဲ့တာတိတ်မကြသေးပါဘူးကချင်တန်ပေါင်းလိုလူတင်များတဲ့ရှက်ချမ်းရိုးရထမင်းကို ပြုပြင်မွမ်းမံထားတဲ့အကြောင်းကမာယုပရိသတ်အတွက်မိတ်ဆက်ပေးပါဦးမယ်ကချင်ရိုးရရှက်ချမ်းထမင်းဟာကျက်စီထမင်းခေါ်ဘတ်ထမင်းတို့နဲ့ခက်ဆင်ဆင်ဖြစ်တာကြောင့်ရှက်ချမ်းကိုစားသုံးသူဈေးကွက်မှာပုံစံတစ်နဲ့မိတ်ဆက်ဖို့ ခုနှစ်လလောက်အချိန်ယူပြင်ဆင်ခဲ့ရတယ်လို့ဦးအောင်မောကရှင်းပြပါရယ်ရိုးရအစားအစာတွေကိုမြင့်တင်တဲ့အနေနဲ့ဈေးကွက်ဝင်အောင်ဘလို့စူးစားခဲ့ကလေးကချင်ရိုးရရှက်ချမ်းထမင်းကို စားသုံးသူတွေနဲ့မမိတ်ဆက်ခင်မှာခါကျက်ဦးလို့ခေါ်တဲ့မုံလာဦးနီပြောင်မူရွှေပဲဒီပဲလုံးစတဲ့အစာပလာတွေထည့်ပြီးစမ်းသက်ကြည့်တဲ့အခါဤစိတ်နေတာကြောင့်နောက်ပိုင်းမှာတော့ထမင်းမကြံစိမကရန်နွယ်ကြီးလို့ခေါ်တဲ့မှုတစ်မျိုးမုံလာဦးနီ ရွှေပဲသီးနဲ့ပုံစံပြောင်းပြီးပြင်ဆင်လိုက်တဲ့အခါမှာတော့လူအများလက်ခံလာတယ်လို့ဆိုပါတယ်။စိတ်တိုင်းကျတဲ့အခြေအနေပြုရောက်ဖို့ပြက်ပါ6လ9လောက်အခြေအနေပြီးပါတယ်။အဲ6လ9လမှာဟိုအမျိုးမျိုးဆက်ကြည့်ရတယ်ပထမတော့ကျွန်တော်ပါထည့်ရဲဆိုတော့တောင်းဆိုကျွန်တော်ဟိုပြောင်းလဲထည့်တယ်။နောက်ကျွန်တော်တို့ဒီအေးလုံးခေါ်တော့ဆိုအေးလုံးအဲထည့်တယ်။နောက်ကပေးတူးထည့်တယ်။ထည့်ထားတဲ့ညတော့စားပြီးတော့ EV ကြံခဲ့တာပေါ့။ဒါတော့ပဲတစ်ပြေးနဲ့အဲ့ဟိုပေးရှုကျွန်တော်ဖယ်လိုက်တယ်။ ပေပေနဲ့နောက်ဆုံးပဲကျွန်တော်ရဲ့ basic အမြင်ပါပဲအဲ့မှာကျွန်တော်တို့ကလည်း ingredient တွေမျိုးတွေအကြောင်းစီရဲ့ background ဒီလိုရတယ်အဲ့ဒီငွေကြေးကြီးဆိုတော့ဒီမျိုးပါဒီမျိုးရယ်တော့ဒီကျွန်တော်တို့ဒီ carrot ဒီမှာပြောတယ် sugar tea sugar tea မြေချင်ဆိုတော့ဘူးစားပေးဒီ papa sauce နဲ့အဲ့ကောင်အချိကပဲကချင်ရိုးရအစားအစာတွေကိုဈေးကွက်ဝင်အောင် ပြင်ဆင်ဖို့ရှိပြီးမင်္ဂလာဆောင်အခမ်းအနားတွေမှာတံပေါင်းထောပတ်သမင်းတရက်တီ ပါလချောင်ကျော်ဟင်းညိုအပြင်ပချင်ကပောင်းတုတ်တွေကိုလည်းထိုးဖောက်ဖို့ရှိတယ်လို့ပြောပါတယ်။နိုင်ငံသားကစားတောက်ဆိုင်လက်ခွဲတွေလားဖွင့်ကြတာကြည့်ပြီးကိုရိုးရအစားစာကိုကိုရီပဲစားတောက်တက်ဖို့ရင်မကလူမျိုးတိုင်းစားနိုင်အောင်အကြံထုတ်ပြီးအရှားသာနဲ့အယောင်သွေးအပြင်စင်ကားစားအလုံးပြန်မွမ်းမံရမယ်လို့ဆိုပါတယ်။မူရင်းလက်ရာကတော့တောင်ပေါ်ဒေသအတွက်ပဲအဆင်ပြေမှာပါလို့ဆိုပါတယ်။ခုရဲ့အစားတော့ဒီလိုမျိုး တဲ့အတွက်ကိုဒီစီလူမျိုးပဲစားတော့တတ်ဖို့တော့မဖြစ်ဘူး။ဆိုတော့နန်းကချင်းဖြစ်တဲ့အခြားတိုင်းသားလူတွေဧည့်သည်မြန်မာနိုင်ငံဧည့်သည်စားစားတော့နေတာကျွန်တော်တို့အိုင်ဒီယာထူအောင်မလီခူးဆိုင်ကို ကချင်တိုင်းရင်းသားအစားအစာနဲ့လူရယ်ဟောက်ဆိုပြီးနှမျိုးလုပ်ဖို့စဉ်းစားထားတဲ့အကြောင်းနဲ့မြန်မာပြည်ကလူမျိုးပေါင်းစုံအပြင်နိုင်ငံသားသားတွေပါလက်ခံအားပေးလာဖို့မျှော်လင့်ပြီးပြင်ဆင်နေပါတယ်လို့ဆိုပါတယ်။ဒီကုဆိုင်က ဒီဇိုင်းမျိုးတော့စဉ်းစားတယ်ဒီခုကတော့ဒီခုလိုက်ရဒီကြတော့ menu များများနဲ့တော့မှာပေါ့ဒါတခုကတော့ liquid view လို့ကျွန်တော် data ထွက်အင်းသာဆက်ဆက်ဖြစ်တယ်ဒီလိုချက်ချက်တို့ချက်တော့ပြုလို့ရ software တွေအဲ main dish နဲ့ပေါ့ပေါ့